ကျိုးတို့ပါတယ်ကျွန်တော်မနှောပြေချင်ပါဘေးရင်ဟောပြောခြင်းတဲ့အခါပေးရင်ဟာပို့ပြီးခက်ခဲတယ်ပြောရင်မိစေတို့ယုံမလားမသိဘူးကဲရှင်းပြပါမယ်ဘေးရင်ဟောခြင်းမတာကတိတ်ပြီးကြီးကြီးမားမားပြဿနာမဟုတ်ပါဘူးဟောပြောလိုက်တာမမမှယွင်းသွားရင်လေမမယွင်းဖြစ်သွားရင်လေပြဿနာမဟုတ်ပါဘူး ဗေဒင်မေသူဟောကံသူအတွက်လဲမာတာကပြဿနာမဟုတ်ပါဘူးဟောတာကတော့ကျွန်တော်ဖြစ်စဉ်နဲ့လိုရနေပါလားစိတ်ချေဒီလောက်ပဲဖြစ်မှာပါဗေဒင်ဟောသူဆရာဆိုတာကလဲတပည့်ညွတ်ရွှေဉဏ်တော်ကြီးရထားသူမဟုတ်လေတော့အလုံးစုံမကန်ဖို့မလွယ်ကူပါဘူးကဲအခါတော်ပေးတဲ့အကြောင်းလာပါပြီအခါတော်ပေးတာမှရင်တော့ဗေဒင်မေသူအတွက် ဆုံးရှုံးမှုတွေဖြစ်သွားနိုင်သလိုဘေးကျင်းစရာတွေလည်းဂုဏ်သိက္ခာညှိုးနှံ့နိုင်ပါတယ်အဲ့ဒါအပြင်ဘေးကျင်းမေတ္တူပေါ်လေဒုက္ခပေးရရောက်ပါတယ်ဥပမာဆိုကြပါစို့လူတစ်ယောက်ကဆရာကျွန်တော်ဇက်ထောင်မလို့အဲ့ဒါကျွန်တော်နဲ့ကြိုးပေးလာမိရာဖြစ်သူက ခါပေးရတော့မှာဖြစ်ပါအကျိုးပြုဤမပြုဤတကယ်လို့များလွဲခဲ့ဤအကျိုးမပြုခဲ့ဤကိုလူကငွေကြေးရလကောဒုက္ခရောက်သွားနိုင်ပါလုံငယ်ရလကောကောင်းကောင်းကြီးဒုက္ခရောက်သွားနိုင်ပါလေအခြားသောလုံငယ်နေလက်ဒီလိုပါပဲဆရာကျွန်တော်ဤလုံငယ်လေးလုံမလို့အကျိုးအမြတ်ရှိမရှိမေးလာခဲ့တယ်ဆိုပါတော့ ခါရပေးစရာလဲမဟော်လို့မရပါဘူးအကျိုးမပေးပဲအကျိုးပေးတယ်လို့ဟာဟောလိုက်တယ်ဆိုပါသူဟိုလူကသူ့လုပ်ငန်းကြီးရင်ကြီးတယ်လို့ငွေကြီးရဆုံရှုံသွားနိုင်ပါတယ်သင်းသေးကြီးရင်းရမယ်လုပ်ငန်းလားသင်းရာကြီးရင်းရမယ်လုပ်ငန်းလားသင်းထောင်ကြီးရင်းရမယ်လုပ်ငန်းလားသင်းတောင်ကြီးရင်းရမယ်လုပ်ငန်းလားသူ့လုပ်ငန်းကြီးရင်ကြီးမှသလိုဆုံရှုံမှုတွေကလည်း ြည့်တော့မှာဖြစ်ပါဒါကြောင့်အခါတော့ပေးမမဘူးလိုအပ်ပါတယ်လောက်ကိစ္စမှာမဟုတ်ပါဘူးမင်္ဂလာရေးရနဲ့ပတ်သက်တဲ့အခါတော်ပေးတွေမှာလဲဆုံးရှုံးမှုတွေဝမ်းနည်းစရာဖြစ်ပျက်ပြီးကြုံတွေ့ခံစားရနိုင်ပါတယ်သူတို့စိတ်ကူးနဲ့သူတို့လုပ်ပြီးအမှားယွင်းဖြစ်ကုန်ကြတာကပြဿနာမဟုတ်ပါဘူးလေ ဇရာခါတော့ပြေးလို့မတာကအဲ့ဒီဇရာအလွန်တရားပြည့်ကြီးလောက်ပါကျွန်တော်ဘွားမှာအဲ့ဒီလိုဖြစ်ပြပေါင်းနေများစွာမြင်တွေ့ခဲ့ရဖူးပါမင်္ဂလာကိစ္စတွေမပြုတ်လောက်တင်တဲ့တပိုင်းတွေမှာပြုတ်လုံမှုလို့တည်ဆုံသွားကြတဲ့ဇနီးမောင်နဲ့ဇုံတွဲတွေများစွာတွေ့ခဲ့ရဖူးသလိုတချို့မင်္ဂလာဆောင်တဲ့ရပိုင်းမှာပဲအဖြစ်အပျက်တွေကမျက်စံလွန်းလာပါမင်္ဂလာချူကိုတနေ့လာချူမကောင်းတဲ့သက်ပိုင်းတွေဟာ ဘေးရင်ပညာရတော့မင်္ဂလာကံမကောင်းပါဘူးအလူအတန်းနေတဲ့ဒီလိုပါပဲအလူရက်မှာအလူတကာပါဖြစ်သွားလို့အလူရက်မှာအလူတကာမှာပါဖြစ်သွားလို့မောင်ရှင်လောင်းကပါဖြစ်သွားလို့အများကြီးမြင်တွေ့ခဲ့ရဘူးပါပျော်ရွှင်ရမယ့်ဘွယ်မှာငိုရတဲ့ဘွယ်အဖြစ်ဆုံးသက်သွားတာဆိုတော့ဘယ်ကောင်းတော့ပါမလဲ ယင်းနေ့နိုင်ငံထဲမှာဆင်မီးတွေဖြစ်နေတာဆိုတော့မင်္ဂလာကျိုးမကောင်းမဲ့ခါသွားပြီးမိရင်တော့ဘာမှကိုပြောမကောင်းပါဘူးဖြစ်ပြက်တွေကမျက်စိရှိမှလည်းမျက်စံလွန်းလွန်းကြလားဖြစ်သွားနိုင်ပါတယ်ကျွန်တော်အနေနဲ့ခါပေးရင်ကိစ္စတွေကိုလူတန်းမင်္ဂလာကိစ္စတွေပဲဖြစ်ဖြစ်လုပ်ငန်းကိစ္စတွေပဲဖြစ်ဖြစ်မိတိခါမှလွယ်လွယ်ပေါ့ပေါ့အခါပေးလေတော့မရှိပါဘူး မှားသွားရင်တော့ဒီဘက်ကဒုက္ခကြီးကြီးရောက်သွားနိုင်ပါကံစားတာခြေနေရ၎င်းနေတာဒေသလာအရာ၎င်းအချိန်ခါအရာ၎င်းကိုယ့်ရဲ့တွေ့ကြုံတွေကိုပေါင်းဆက်ပြီးများစွာစဉ်းစားပြီးမှလှုပ်တဲ့မလှုပ်တဲ့မလှုပ်နဲ့ဦးတရားဆုံးဖြတ်ကြံပေးပါလေလေပေါ်ပေါ်မေးလာခင်เนาะ ။ဟိုလိုက်မှာဖြစ်ပါသည်။အပြင်းမှာဖြစ်ပါသည်။ပြန်ပြီးမဖြစ်ပါဘူး။လစ်လျူရှုထားလိုက်ပါလေ။လွယ်လွယ်ပေါ့ပေါ့လာမိတဲ့အတွက်ဒီကိစ္စပေါ့။ကျွန်တော်အနေနဲ့ပြန်ဖြေရင်လေတောင်းဝန်ရှိမနေပါဘူး။ကဲအခါတော့ပြီးမှတဲ့အကြောင်းအရာတစ်ခုပြောပြပါမယ်။ပထမကိစ္စကသက်သပင်ခပီရောပြီးတဲ့ကိစ္စပါ။ လူ၄ယောက်ဇက်စပယ်ထောင်ဖို့ကိစ္စပါတငယ်ချင်း၄ယောက်စုထောင်ကြမှာဖြစ်ပါအဲ့ဒီထက်ကလုံငန်းဥဆောင်သူကဘုရဥသာဖြစ်ပါအဲ့ဒီမှာဆရာတယောက်ကိုသွားမေးတော့ဘုရဥနဝင်းရောက်ချိန်တော့ဤခါမှာစတင်ဖို့ချိန်ရွေးချယ်ပေးလိုက်ပါမိတ်ဆွေတို့စဉ်းစားကြည့်ပါ င်္ဂဝိဇာနန္ဒဝဇင်ရကြည့်သောဤခါဆိုတာမြတ်စွာဘုရားရှင်တရားဥဒ္ဓမဆက်ကြဟောတော်မူရာခါဖြစ်ပါတယ်။ကောင်းသောစကားကိုဆိုတော်မူရာခါဖြစ်ပါတယ်။ဇက်စပင်ဆိုတာအလွမ်းနေဆိုပြီးအကွဲပြည့်စလန်းနေကျက်တည်းရှိတာရောမရှိတာရောပါနိုင်ပါတယ်။တိုင်းသဘောရကြည့်ရင်လည်းအတန်နဲ့ဆိုင်တဲ့တောက်ကြကြိုဟာခိုက်နေပါတယ်။ ်အင်္ဂဝိဇာအရခါပေးမယ်ဆိုရင်မွေးနံထက်ကြုံမှရှိနေလို့ခါပေးတယ်ဆိုတာယာနမြေတော့မမှန်ပါဘူးဘာလုပ်ငန်းလုပ်မှလဲစီးပွားပြုလုပ်မဲ့လုပ်ငန်းအခြေအနေရလဲစဉ်းစားရမှာဖြစ်ပါတယ်စောစောကလုပ်ငန်းလေခါပေးမှားတာလေတော့လေ့ကျင့်တဲ့တရေကြီးကုန်တာပဲဖက်တင်ပြီးတော့ပွဲတွေကတိတ်မရထိုင်းနေရတာကများလာပြီးစိတ်မကြခဲ့ပါ အဲ့ဒီတငယ်ချင်းတူလမ်းခွဲပြီးအခြားသီးဝါးကြီးပြောင်းသွားကြပါနောက်တယောက်ကအလားပြန်ဆိုင်ဖွင့်ထားတာခါတော့ပေးမားတဲ့ကိစ္စပါပဲအလားပြန်ဆိုင်ဖွင့်တဲ့သူကတောက်ကြသည်။အဲ့ဒီမှာဆရာတယောက်ကခါတော့ရွေးပေးလိုက်ပါတယ်ဘုရုဦးနေမနဲ့9နိုင်ခွဲနေ9နိုင်တွင်းတောက်ကြသည် နန္ဒဝင်းပေါ်ချင်းတန်တော်အခါမှာရွေးချယ်ပေးလိုက်ပါတယ်။မွေးနံပေါ်ရောက်ရင်ကောင်းတာမှန်ပြီပဲ။လုပ်ငန်းတပုတ်ကိုမလေးလာခဲ့မိလို့ထင်ပါရဲ့။အဲဒီဆရာဖွင့်ပြီးတလားအကြံမှာအဲဒီလာပြင်တိုင်းဖွင့်ထားတဲ့မျိုးသမီးဟာအခြားသူတွေနဲ့ငွေကြေးပြေသနာတက်ပြီးအခြားမျိုးကိုတခါလေးပြောင်းသွားပါတယ်။အလားပြင်းနေဆိုတာ ဥကောင်းပိုင်းကိုလှပြင်ကြတာများပါတယ်မျက်နာတို့သဖင်တို့ပေါ့လေအဲဒီဥကောင်းပိုင်းနဲ့ပတ်သက်တဲ့တနင်္ဂနွေကျိုးဟာလုံငန်းစတင်တဲ့ဆန်တော်အခါမှာအခိုက်ဌာနမှာရောက်နေတော့အဲဒီလုံငန်းဘလို့လောက်ကောင်းနိုင်ပါတော့မလဲအစာပြိုးရင်မကောင်းရင်နောက်ပိုင်းညီမလေးမလာတော့ပါဘူးဒါမျိုးမာတွေကခါပေးစရာတောင်သိချင်မှသိမှာပါ မသိလို့လည်းပေးတာဖြစ်ခြင်းဖြစ်ပါလိမ့်မယ်။အဲပေးတယ်မေးတယ်သူတွေကြဒါမျိုးတွေဘယ်သိတော့မလဲ။ရင်ရင်လေးနဲ့မားတဲ့မားမျိုးတွေဆိုတော့ကဲဒီလောက်ဆိုရင်လုံငန်းသဘောတရားအရာတွေမကြည့်ပဲဝင်းနံကံအကောင်းဆုံးအချင်းရွေးပေးတယ်ဆိုတိုင်းကံမကောင်းနိုင်ဘူးဆိုတာတိလောက်ပြီးချင်ပါလေ။အားလုံးမေမေဆွေများရှင်နဲ့ချင်းမိကြပါခင်ဗျာ။